မင်္ဂလာပါမြန်မာ top 10 channel ကနေကြိုဆိုပါရစေမင်္ဂလာပါလေးစားပါဒီနေ့အော်တိုဘာ9ရက်အင်္ဂါနေ့ပေါ့နော်အအရင်တော့ UEC ဆိုရင်တို့အပားတွေပါထောက်ပြရင်အာဒီတင်းတော့မဟာလီကိုအဲကိုမြင့်နိုင်တို့ဟိုလာသိန်းတို့ဟာဟာတဲ့ဟာတဲ့ဗာရီလာမင်းညာလဲဝဒီယာနောက်ချက်မှုနဲ့ရေယူခံမယ်ပါအဲ့လိုချိန်ချောက်တာဗျအခု UEC ကအဲ့လိုမဟုတ် ကျွန်တော်တို့ဒီလိုလိုပဲကွဲလွဲမှုဖြစ်နေရဆိုချက်ချင်းကိုဗျာမနေ့ကခေါ်ပြီးတော့ပြင်ပေးတယ်ဗျာချက်ချင်းကိုပဲလာဝကထွေအုပ်ဒါဘီကောက်ဘွဲကော်မရှင်လို့ခေါင်းချင်းဆိုင်ပြီးတော့ဘယ်မာရီဘယ်ရွာတွေဘယ်ရွာတွေဖြစ်နေရတယ်တခါလဲပုံစံ၃နေပုံစံ၃ကကြီးတွေပုံစံ၄တွေချက်ချင်းကိုပြင်ပေးတယ်ဗျာပြင်ပြီးတော့ဒါရာနှုံးကြီးနီးပါးကိုမနေ့ကတည့်ရထက်နဲ့တော်တော်များများပြန်တက်မှတ်သွားတယ်ဒါဒီလိုမျိုးဟလာ နောက်ထပ်နှစ်ကြိမ်လောမှာဆိုတော့ကျွန်တော်ထင်တယ်ရန်တော်မြေအဲမှန်ကန်တဲ့မဲစင်းတွေထွက်လာလိမ့်မယ်နောက်တခါဟိုထွေဥကမြို့နယ်ဥရှုပ်ရေးမူလေးဆိုလူသာငယ်ပြီမလို့ဟာကျွန်တော်တို့ကတရားတရားပြပြောနေဖို့မရအချိန်မဟုတ်ဘူးတဲ့နိုင်ငံတော်အကြီးကြီးကမဲစင်းမှန်ဖို့အဓိကဖြစ်တဲ့အတွက်ကျွန်တော်မဲစင်းမှန်အောင်အဖွဲ့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်ချက်ချင်းလုပ်မယ်ဆိုရင်ချက်ချင်းလုပ် တာကိုတွေ့ရတယ်။အဲရွေးကောက်ဝေးကော်မရှင်ကလည်းချက်ချင်းကိုပေါင်းစပ်ညှိနှိုင်းပေးတယ်။လဝကလည်းတော်တယ်။လဝကလည်းတေချာသူတို့မှာရှိတဲ့ပုံစံ66တွေချက်ချင်းပြုပြင်ပြောင်းလဲရေးတွေဆောင်ရွက်ပေးမယ်ဆိုပြီးမနေရကျွန်တော်တို့ discuss လုပ်ကြတယ်ပေါ့နော်။ဆွေးနွေးကြညှိနှိုင်းကြတယ်။အင်မတန်ဒါ positive ပေါ့နော်။အင်မတန်ကောင်းတဲ့အလားလာဖြစ်ပါတယ်။အဲဒါအဲလုတ်လုတ်ကင်ပေးတဲ့ဟလာရွေးကောက်ဝေးကော်မရှင်ရောလဝကရော ထွေဦးကောအားလုံးကို ချီကျူးပါတယ်သူတို့ကပြောဟိုပါဗောနော်ပန်ကန်ရေးတာမင်းစင်းမှန်ကန်ရေးအဓိကဖြစ်တယ်ဆိုပြီးတော့သူတို့အားထုတ်ပြီးတော့မအိမနီစူးစမ်းဆောင်ရွက်နေကြတာကိုတွေ့တဲ့အတွက်တော့ချီကျူးပါတယ်ဟလာဒါကြောင့်မို့လို့လာမဲ့ဒါမျိုးကနှစ်ကြိမ်တောင်နောက်ထပ်ပြင်ဖို့အခွင့်အရေးရှိသေးတာဖြစ်တဲ့အတွက်ကြောင့်အဲရာခိုင်နှုန်းပြည့်မင်းစင်းနေမှန်ကန်သွားလိမ့်မယ်လို့ကျွန်တော်ကယူဆပါတယ်ဗျဟုတ်အဲလေးလာပြောတာဟုတ်လေးစပါတယ်